ိုင်းတက်မှာတော့အဲရွန်ကလာမယ့်စပွဲအတွက်ဒူဇနဲ့အိမ်မတစ်ခုမခဲ့ပြီးတော့ထူထပ်တဲ့ဆန်းနှက်ခရိုင်နဲ့845လူသားတွေတိချောက်ထားတဲ့ရန်ကြီးအတွင်းမိခါစာဆိုးတဲ့ကော်မတ်လေးရှိမှနူလာခဲ့ပါတယ်။အပြင်ဘက်မှာရှိတဲ့အီယာမတ်တတော်ရီရဲ့ဘင်းရင်ကနေကင်းဖို့အတွက်မီတာ90မြင်တဲ့ရန်ကြီးအတွင်းမြို့တစ်မြို့မှာတူတူအတူတူနေထိုင်ကြပါတယ်။အဲရွန်ပြန်လမ်းမှာတက်တန်လို့ခေါ်တဲ့အကောင်တွေနဲ့အပြင်မှာသူတို့နှောက်ဆုံပြီးဦးလေးရဲ့စစ်တပ်ကမြို့ကိုတစ်ချိန်လုံးကောက်ဝဲနေတာကြောင့်ဘာမှမဖြစ်နိုင်ဘူးလို့ပြောနေပေမယ့်မကျင်တဲ့ပဲအဲရန်ကရင့်မှုနေတဲ့နေဆိုတက်တန်တွေကမြို့ကိုချက်ချင်းဖက်စီးရင်ဘယ်လိုလုပ်မလဲလို့မေးလိုက်ပါတယ် ဒါပေမဲ့မီခါဆာအနှစ်တရာအတွင်းဖြစ်မလာခဲ့ဘူးပြောပြီးအဲဝန်ကကိန်းတော့တက်တဲ့ဝင်ချင်းလို့အဲ့လိုပြောနေတာလို့မီခါဆာပြောလိုက်ပါတယ်။အဲ့ဒီချိန်မှာခေါလုံးတက်ပြီးပြီးကိန်းတော့တက်တယ်ပြောင်းလာပါတယ်။အဲ့ဒီသူရောကောင်းမျိုးကိုတွေ့ချင်းလို့အဲဝန်ကပြေးထွက်လာခဲ့ပြီးမြင်ကိန်းတော့စစ်တက်ကအားလုံးတရရတာကိုသိလိုက်ရပါတယ်။သူတို့မျက်လုံးတို့များကအသက်ကင်းမဲ့ပြီးထိလန့်တော့ကြပါတယ်။အမေတယောက်ကပြေးထွက်လာပြီးသူ့တောင်ကိုစစ်တက်ထဲမှာရှာနေပေမဲ့ကံကောင်းစွာပဲစစ်သားရဲ့လက်ယုံကအတီတကျစစ်တက်ကဝန်ခံရသေးဖြစ်ပါတယ်။အဲ့ဒါကြောင့်သူတို့ရဲ့ဒီကိန်းလေးကိုလုံးဝပိတ်ဆို့ထားပြီးသူတို့ရဲ့နှလုံးသားထဲမှာခုံအားနေဆုံးချုံတော့လို့ပေးရတဲ့ငွေတွေလည်းဆုံးချုံထားလိုက်မယ်လို့တီတွေကထင်မြင်လာကြပါတယ်။ သုံးမွေနဲ့စစ်တပ်ကိုကြီးထွားအောင်မြင့်တင်ဖို့ဒေါက်တာထွက်ပြင်မဲ့လေမိခါစားကအိမ်ပြန်ရောက်တဲ့အခါအဲဝန်ကိုအိမ်တို့ဆွဲထုတ်ခဲ့ပါတယ်မိခါစားကအဲဝန်ရဲ့စစ်ထက်တွေဝင်ဖို့ရွေးချယ်နဲ့ပတ်သက်ပြီးသူမိသားစုကိုပြောခဲ့ပြင်မဲ့အဲဝန်အတွက်အန်နေများတာကြောင့်မိခါစားကတားဆီးခဲ့ပါတယ်ဒါပေမဲ့ကလေးများရဲ့စူးစမ်းလို့စိမ့်နဲ့ခေါမတာကြောင့်ဖခင်ကတဘောတူခဲ့ပြင်မဲ့လေသူပြန်လာတဲ့အထိစောက်ပြီးသူ့ကိုပြမယ်လို့အဲဝန်ကပြောလိုက်ပါတယ်အဲဝန်မိခါစားနဲ့အာမေကအခင်ဆုံးတငငချင်းတုံရဖြစ်ပြီးလက်မှလှုပ်ဝှက်ထားခဲ့တဲ့မြောက်ခံအတွင်ရောင်းနေပြီးအဲ့ဒီချိန်မှာတိုက်တန်ဘလူးကြီးများပေါ်လာပြီး ရဲတပ်ကိုတိုက်ခတ်ကအရလုံးကိုပြစ်စီပစ်လိုက်ပါတယ်ကျူးကျော်သူများကမြို့တွင်မှာရှိတဲ့လူသားများကိုတိုက်ခိုက်စားတော့ကြပါတယ်အဲရန်မီကန်ကကံကောင်းပဲတိုက်တိုင်ထဲမှာတကောင်ကစားတော့ကိုခံလိုက်ရပါတယ်အဲရန်မီကာစားတော့ကလွန်ခဲ့တဲ့ရာစုနှစ်တစ်ခုကျော်ခါဦးလေးလိုဖြစ်ပေခဲ့တယ်အင်ကဲနဲ့နဲ့ထွက်ပြေးလာခဲ့ပါတယ်သွားမဲလိုက်တဲ့တော်များပေါ်လာပြီအသက်ရှင်ကျန်သူများကမာယာမျိုး ရှက်မြို့တော်မျိုးကိုတိစောက်ခဲ့ကြပါတယ်အရန်စီဒစိတ်ပိုင်းဖြစ်တဲ့ရှက်ခရိုင်အတွင်းလောင်များပြန့်နေနေသေးဖြစ်ပါတယ်ဦးလေးဟာနာကသူ့မျိုးကနေကနီးမှာ ထွက်သွားတဲ့အတွက်အဲမကစိတ်ဆိုးပေမဲ့ဦးလေးဟန်နာကသူ့မိအတွက်ငယ်လွန်းတာကြောင့်အဲမကမကင်နိုင်ဘူးလို့ထင်ခဲ့တာအားနဲ့လို့မြို့ထဲကိုဝင်ဖို့အခုလီတီယန်ပြင်ဆင်နေတဲ့ရင်ဆိုင်ရလုံလောက်တဲ့တတိမရှိပေမဲ့လုံချင်းကိုဆွဲဆောင်ပြီးတတန်နီးကိုစစ်သားများချိတ်ကပ်လာတဲ့အခါခရံကိုပိတ်ရန်ဆုံးဖြတ်ခဲ့ပါမြို့ကပိတ်မိနေသေးလို့လူချိုးကနောက်မှကျရင်ခဲ့ပေမဲ့လေအဲ့ဒီအချိန်ကအေရန်တတန်ကြီးတကောင်ပေါ်လာပြည်သူတွေကိုတတက်တိုးဝင်လာပါမာရရဲ့တိုင်းဖြုတ်ဖြတ်ပြီးဟုတ်အေရန်မျိုးကိုဆုတ်ခွာခဲ့ရပါတယ်အဲ့ရန်ဘီကဆေးရှာဖို့ကြိုးစားတဲ့ အဲ့လိုထူးဆန်းတဲ့အိမ်မက်တပြီရှိခဲ့ပါတယ်တစုံတစ်ခုတော့နဲ့လှုပ်ဝက်ခန်းကိုထိုနေရာသို့ရောက်တဲ့အခါအဲ့မန်ကရဟန်းဆိုင်ပြောခဲ့ပါတယ်မိကာဆာကအဲ့ယောင်ကိုပြန်တွေ့ဖို့ခေါ်ပါတယ်ဘက်မှာတော့မြို့တယ်မှာရှိတဲ့စစ်သားများကစာနေအိမ်ကဝန်ကားနေရတာကြောင့်ဒုက္ခသည်များကိုချုပ်ချပြောဆိုနေကြပါတယ်အဲ့ဒီအတုံးမကြတဲ့လူကရက်နေခဲ့ကြမှာဒုက္ခသည်အုပ်စုကိုစာနေအိမ်ကတရားစီရင်မိရထိုးရန်တာဝန်ပေးခဲ့ပါတယ်ဒါပေမဲ့စာနေအိမ်ကပြက်လက်မှုတွေရှောင်လို့မရတာကြောင့်ရှိရ46ခုနှစ်မှာပုံဝင်စိုးရွားက အမိကတော့ကတည်းကများကိုဆီလုတ်ခဲ့ပါတယ်။အရာကိုပြန်လည်ဖမ်းမိနိုင်ခဲ့ပေမယ့်မဆုံးရှုံးမှုတည်ရဲ့စပါးစားသုံးမှုတင်ငင်စီရန်တရားစီဖို့လုပ်သမားတွေကိုတည်စီခဲ့ရပါတယ်။အဲ့တော့မိခါစားနဲ့အမေတို့ကတက်တယ်များကိုတိုက်ခိုက်နိုင်ရင်၃နှစ်ကြာလက်ကျင့်ရင်ထုတ်ပေါ်ရန်ဆုံးဖြတ်ခဲ့ကြပါ